အလုံးပဲမင်္ဂလာပါရှင်အခုတခါကျမပြောပြမယ့်ကမ်ပိန်းအစီအစဉ်ကတော့ကလေးတငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေဖို့အတူပူးပေါင်းကြပါစို့ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်ကလေးတငယ်ဆိုတဲ့အသိပဲတရားမှုဟာအသက်18နှစ်အောက်ရှိသူတွေကိုအတိအကျညွှန်တာဖြစ်ပါတယ်ဒါကြောင့်သူတို့တွေကိုမြေတီအခြေအနေမှာဖြစ်စေလက်နက်ကင်အဖွဲ့အစည်းတွေနဲ့ပါဝင်ပတ်သက်မှုမရှိစေရစစ်သားအဖြစ်စုဆောင်းခြင်းမပြုရတဲ့အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ပညာဆက်လက်တည်ယူနိုင်ခွင့်ရှိပြီးတော့မြေသေးလက်နဲ့ကအဖွဲစည်းကမှလာရောက်သားစီပိတ်ပင်ခွင့်မရှိစေရပါဘူး။ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့စီရပလီပခါတွေကြောင့်မွန်ပြည်နယ်ရေးမြို့နယ်က ခလေးတွေ200နီးပါးဒီနှစ်ရဲ့နောက်ဆုံးအတန်းတင်စာမေးပွဲကိုတော့ဝေရောက်ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသလိုစီရပြင်းထန်နေတဲ့ပထုံကရင်ဒေသတဝိုက်ကခလေးတွေ3000နီးပါးတွေဟာလည်း ြည်စံတွေအကြမ်းမှာအပြေးလောရေးနဲ့ကြောင်းတက်ခဲ့ရပြီးတော့လေချောင်းရံတွေကြောင့်ထိခိုက်တန်ရာရသွားတဲ့တင်းင်းသာကြီးဘက်ကခလေးတငယ်အရေးအတွက်ဟာလဲရာနဲ့ချီရှိခဲ့ကြောင်းကို ကျမတို့ကြားသိရပါဗျ။အပြစ်မရှိတဲ့ခလေးငယ်တွေဟာလက်နဲ့ကင်တပ်ဖွဲ့အချင်းချင်းတို့ရဲ့စစ်ပွဲတွေကြောင့်မှအသက်ဆုပြီးပညာသင်ကြားနေရတာရှိသလိုပညာသင်ကြားခွင့်ဆုံးရှုံးပြီးတော့မြေစာပင်ပမာဖြစ်သွားတဲ့ခလေးတငယ်တွေဟာလဲအများပြားရှိနေနိုင်မှာပါ။ ကျွန်တော်ရကလေးတဲ့ကဒီအခြေခံပညာစစ်မှာဟိုဒီခောက်မဲ့ပညာရေးကိုခံစားခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးတွေဟိုဒီနိုင်ငံတကာစင်တာဖိုးတွေရာဟိုသတ်မှတ်ထားတဲ့ဟာတွေရှိတယ်ဗျာနိုင်ငံမှာစစ်အနာသေးလိုက်တဲ့ခါကျတော့ဟိုဒီဒီအယူဆကဟိုဂျုံမတွင်းနဲ့ဂျုံထွက်ဆိုတဲ့အယူဆကနေပြီးတော့ဟိုကဟိုကမကမဖြစ်သွားတယ်လို့ကျွန်တော်တို့ကမြင်တယ်ဒီမြေပြင်မှာလက်နက်ကိုင်ပြောမယ်ဆိုလို့ရှိရင်2017ကနေပြီးတော့ဟိုဒီနစ်ဆန်ပိုင်လုပ်ထိပေါ့ဗျာအဲ့ချင်းတွေထိကတော်တော်ဆိုးရွားတဲ့ဟိုနှုတ်ဆက်မှုတွေချိတ်ချုံမှုတွေဒီချမ်းဖက်မှုတွေကျွန်တော်တို့တွေ့ရတယ်လို့ဟိုပြောရမှာပေါ့ဗျာ 你讲的啥呢？讲的没修。 ခံရတာမျိုးတွေတောင်ရှိရယ်။အဲပြီးတော့ချုပ်ကျောင်းလေးမှာဆိုလို့ရှိရင်တော့ဝင်ရောက်ဟိုဟာရှာဖွေမှုနှုတ်ကိုဖြည့်ဆည်းခံရတဲ့ဟာမျိုးတွေရှိတယ်။အဲဒါမျိုးတွေလည်းရှိတယ်ဗျ။ဟိုဟာလူချွေးအကိအိချပြီးတော့သူတို့စစ်ဆိတ်တဲ့ဟာမျိုးတွေဒီနှစ်ဖက်ဟိုဟာပိတ်ခတ်မှုဖြစ်သွားဖြစ်ပွားပြီးတဲ့နေရာမျိုးမှာဘာမှဟိုဟာဟိုနည်းနည်းဟိုရှင်းလင်းလည်းမလုပ်ဘူး။ပြီးတော့အဲ့ဒီကျောင်းစာသင်ကျောင်းဟိုနှိပောင်းချင်းကိုနေရာယူပြီးတော့ပိတ်ခတ်အဲ့လိုခေါင်းမျိုးတွေမှာဆိုလို့ရှိရင်ကလေးတွေကအဲ့ဒီအဲ့ဒီလက်နေကြီးတွေကြောင့်ဟိုဟာဒီမတော်တဆပောက်ကွဲမှုဖြစ်ပြီးတော့ဟိုဟာထိခိုက်ဒဏ်ရာရသွားတဲ့ကလေးတွေလည်းရှိတယ်ဗျ။အဲ့လိုအခြေအနေတော့ရှိရပေါ့။ဒီလို အခြေအနေတွေမှာကလေးတွေငယ်တွေရဲ့ပညာသင်ကြားခွင့်မဆုံးဆုံးစေဖို့ငင်းချမ်းစွာနဲ့ပညာစစ်လက်တည်ယူနိုင်ဖို့အတွက်စစ်ပွဲအတွင်နှစ်ဖက်လိုက်နာကြီးတောင်းရမယ်အဓိကစီမင်း15ချက်ကိုပြည်ပြဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ IHM မှာအတိလင်းဖော်ပြပေးထားပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ပြည်သူပိုင်ပျက်စီးဒါမှမဟုတ်ပြည်သူပိုင်အဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာမပြုလို့ရစစ်ဘက်ဆိုင်ရာအကြုံမြတ်ထက် ြည်သူလူထုအပေါ်ထိခိုက်မှုပုံများစေတဲ့စစ်ဆေးမှုမျိုးမပြုလို့ရမြေတဲ့အခြေအနေမှာဖြစ်စေခလေးတငယ်တွေကိုအကာအကွယ်ပေးရမယ်ပြင်စစ်ရေးဖော်ဆောင်ရတဲ့အချိန်မှာချစ်ချိန်ပြီးတော့ဆိုင်ရကြဖို့လိုအပ်တဲ့အကြောင်းကို IHM မှာသိပေးတိုက်တွန်းထားတာပါဒီကောကျတော့ဒီခလေးတငယ်တွေရဲ့အနာဂတ်ဒီခလေးတငယ်တွေပြည်ညာလေးချခွင့်နဲ့ပတ်သက်ပြီးတော့ဒီဘယ်တတိယမှာရှိနေတဲ့သူတွေက ဒီကျွန်တော်တိမှတ်ပြပေးဖို့လိုအပ်တယ်လို့ကျွန်တော်မိမိနေရာမျိုးကိုစားပြီးဖြစ်စီတာဒီကျွန်တော်တိမှတ်ပြပေးဖို့လိုအပ်တယ်လို့ကျွန်တော်မိအခုချိန်မှာအလုပ်ကဟိုဖြစ်နေရပြဿနာပါလဲဆိုလို့ရှိရင်သူ့ဖက်ကိုဖက်ဆိုတဲ့အမျိုးနဲ့ဒီကြားထဲမှာရှိနေတဲ့ပြည်သူလူထုအပေါင်းတွေဒီကျွန်တော်ပြည်သူငယ်တွေကဒီကျွန်တော်ပညာသင်ကြားခွင့်တွေအများကြီးဆိုရှုနေရတယ်အဲ့ဒီကလေးသင်ငယ်တွေဟိုနောက်နောက်ဆယ်နှစ်ကိုဒီကျွန်တော်ဒီဒီကလေးသင်ငယ်တွေဒီကျွန်တော်ဟိုပညာသင်ကြားခွင့်ဆယ်စုနှစ်တခုရောက်သွားပြီဆိုလို့ရှိရင်ဒီဒီတိုက်တာလို့ရရပြဒီဒီကလေးသင်ငယ်တွေဆယ်နှစ်လောက်ဒီကျွန်တော် ိုပညာလေးကြောက်ခွင့်မရှိမရောက်ဘူးဆိုလို့ရှိရင်နောက်ကျွန်တော်တို့ရဲ့အနာဂတ်ကိုပြန်ပြီးတော့လမ်းကြည့်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်နိုင်ငံဘာလို့ပြည်တယ်ပဲဒီကိန်းကြီးပညာမတက်ဘူးစာမတက်ဘူးဆိုလို့ရှိရင်တိုက်ပီကဘယ်လိုဒီနေမောသွားမလဲတိုက်ပီကဘယ်လိုဒီဆောက်ချမလဲဆိုတဲ့ဟာမျိုးကိုတော့ဒီကျွန်တော်ဖက်တီတီမှာရှိနေအားစုတွေကနေပြီးတော့ဒီကျွန်တော်ကိုစဉ်းစားဖို့လိုအပ်တယ်လို့ကျွန်တော်တော့မြင်နေတယ်ဟုတ်ဆိုတော့ဒီဟာလေးပဲဒီကျွန်တော်ထဲထက်တွေ့ချင်တယ်မှာဟုတ်နောက်ဆုံးအနေနဲ့ဒီကြပြစီကအတရားဝင်ထားတယ်လို့ပဲဒီကလေးတွေကိုပြောဖွင့်ပေးလိုက်ပါကိုကြီးမောင်ရေဆိုတဲ့ တဘောမျိုးပေါ့လေဒီလိုကလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါလို့ကျွန်တော်တို့ဟိုပြောချင်ပါတယ်ဟုတ်ကလေးသူငယ်တွေကိုလက်နဲ့ကင်ပြိပခအစိုးကျိုးတွေကနေကင်လို့စေဖို့ပဋိညာန်သဘောတူညီချက်တွေကနေအဓိကအပါဝင်တဲ့စစ်စည်းမျဉ်းစည်းကမ်းတွေကိုသက်ဆိုင်တဲ့နှစ်ဖက်လက်နဲ့ကင်အဖွဲ့အစည်းတွေအနေနဲ့လိုက်နာကြည်တောင်းကြဖို့လိုအပ်တယ်လို့ကလေးတငယ်တွေရဲ့ပညာသင်ကြားခွင့်ဆုံးရှုံးနေရမှုတွေကိုနည်းနယ်နဲ့မျှနည်းနိုင်အောင်အတူတူပါဝင်ဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်းနဲ့ဤကောင်းချောက်လိုပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်